တို့ကျွန်တော်ကလာခြင်းနဲ့ဆိုပြီးပြောရတယ်ဒါပေမဲ့မခေါ်ခဲ့ဘူးကျွန်တော်အဲ့ကိုကဘာဖြစ်လို့လဲဆိုတော့ဒီ6လမတန်လို့ပေါ့အဲ့တနင်းတရနေ့လောက်ကတော့စိတ်ထဲလုံးဝအဲ့ဒါကြီးဆွဲနေရပေါ့ညအိမ်တော့မျိုးလုံးနဲ့အဲ့လိုလိုလဲဆိုတော့ပြင်မြင်မိရပေါ့မင်္ဂလာပါကျွန်တော်အခုဒါကျွန်တော်သူရဲကောင်းညီလေးတယောက်နဲ့ မိတ်ဆက်ပေးပါဘောနော်အဲဒီညီလေးရဲ့ဖြစ်စီရတယ်ထူကြတယ်လောအောင်ရေးပြအောင်အဲညီလေးမိတ်ဆက်ပေးဦးရေးနေမယ်ကျွန်တော်နာမည်ကတော့ရဲဘော်မြောက်ပြီဘောနော်လက်ရှိမှာတော့ဒီ GS စကြောင်းဒီ GS မတစ်မှာတာဝန်ထမ်းဆောင်တာတာဝန်ထမ်းဆောင်တာဝန်ထမ်းဆောင်အဲတာဝန်ထမ်းဆောင်နေဘောနော်အဲစပြီးတော့ပြောစီချင်တာဒီလေးဘယ်လိုမျိုးပုံစံမျိုးနဲ့ ဒီ GS အကြောင်းရောက်လာတယ်ဆိုတဲ့ဟာလေးအရင်စပြောစေချင်ကျွန်တော်အရင်ရောက်တာကတော့ဒီ GS ကိုအရင်ရောက်တာမဟုတ်ဘူးဘောနော်ဒီ IG ဆောင်းလဲ IG ကိုကျွန်တော်အရင်ရောက်တာဟုတ်ပုံစံနဲ့ရောက်လာလဲဆိုတော့ဒီအဲ့တကြံလေးဖုန်းကြီးဝင်နေတယ်အဲ့ဆက်တယ်ပြီးတော့ကမကိုအဲ့ဖုန်းကြီးလူထပ်ပြီးတော့အိမ်ပြန်မယ်ဆိုပြီးလူထပ်ပြီးတော့ဒီကိုရောက်လာတယ်ဖုန်းကြီးကိုပြောတော့အိမ်ပြန်မယ်အိမ်ပြန်မယ်ဆရာတော်ကြီးကိုရှာတော့အိမ်ပြန်မယ်ဆိုပြီးတော့အဲ့ဒီဆွဲထားတာမနေဘူးဘောနော်ဒီကိုလဲပြီးအဲ့ပြောမှဆိုအဝဲအဲ့ဖုန်းကြောင်နဲ့ဆရာအဝဲနဲ့နှစ်ဆောင်တောင်းပြီးတော့အဲ့အဲ့လည်းပဲအဲ့ မဘူးအဲအင်းအားစုလိုက်မဘူးရင်းနေပဲအဲကားသီးသီးကိုရောက်လာတာဟုတ်အိမ်ဟိုအိမ်ဟိုမပြန်ခဲ့ဘူးအိမ်ဟိုပြန်ခဲ့ပဲနဲ့လာတန်းလာတာဟုတ်တန်းလာတာဟုတ်အိမ်အိမ်ဘာဖြစ်လို့မပြန်ခဲ့အဲအိမ်အိမ်ဟိုပြန်ပြီးခွင့်တောင်းမှသူခွင့်မပြုမှာဆိုလို့ဩခွင့်မပြုမှာဆိုလို့အဲလောကအိမ်ကိုလည်းအတည်မပေးတော့ဘူးဒီရောက်မှဒီရောက်ရောပြောပြောပြစ်လာဒီရောက်တော့အဲကျွန်တော်ဖုန်းဆက်ပြီးအတည်ပေးလိုက်တော့အတည်ပေးလိုက်တယ်အဲ့မစဲဘူးလားငွေပြီးတော့ငွေတော့ငွေတာပေါ့ပြီးတော့ဒါပေမဲ့လောကဒါညီတို့ရဲ့အာ ဆေးရထက်သန်မှုကိုဘယ်သူမှမတားနိုင်ခဲ့ဘူးပေါ့နော်အဲဘယ်လိုပဲဖြစ်ရအခုချိန်မှာတော့ဒါမျိုးတို့မိပါရဆိုရင်ဟိုခုံယူနေပါပြီဘာဖြစ်လို့လဲဆိုတော့ဒါညေးဆိုရဲဒါအဲတကယ်အဖိုးတန်တဲ့အသက်တွေပေါ့နော်ဒီတော်လိုင်းတက်ဖွဲ့တွေဆိုတာကပြည်သူအတွက်ဇာဘီဘီတိုက်နေတဲ့သူတွေအဲအဲ့လိုသူတွေဒဏ်ရာရရင်ကုသဖို့ဒါစ조사နေတာဆိုတော့ဒါတကယ်ကောင်းတဲ့အလုပ်ပေါ့နော်အဲကြအဲ့လုပ်ကိုလုပ်နေရဖြစ်တဲ့အတွက်အင်းရလဲဒီကြောက်ကုံယူနေပြီပေါ့နော်အခုဆိုရင်တော့လောက်အောင်အဲ့တော့အတွေ့အကြုံလေးတွေပါလေးတွေမျိုးဒါ နောက်ဝင်ထမ်းဆောင်နေတဲ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်လေးလည်းဒါပြောပြပါဒီအခက်ခဲကတော့ဗာဒါကျွန်တော်ရဲ့ဒီဒီကိုခန္ဓာဝိုင်းနဲ့ပတ်သက်ပြီးအခက်ခဲရပါတော့ကျွန်တော်ကဒီဒီလောက်မတန်အောင်ကျွန်တော်ဖြစ်ကျွန်တော်လုံးချင်းနေအလုပ်ကြတော့ဒီ compromise ပါဖြစ်နေတယ်ဒီရှေ့တန်းမှာရဲဘော်ရဲ့အတောက်ကိုကဲခြင်းနေပေါ့ဒါမှမဟုတ်ကျွန်တော်တကယ်လုံးနေရတာဒီအနောက်တန်းမှာပဲနေရတာအများကြီးကျွန်တော်တိတ်အတွေ့အကြုံလည်းဒီအရှင်းနဲ့ပတ်လိုက်မရှိဘူးဒီကကျွန်တော်၆မှတ်တန်းတဲ့လူဖြစ်တဲ့အတွက်ဒီအနောက်မှာပဲတာဝန်ကျတာများတာပေါ့နော်ဟိုတကယ်ကျွန်တော်လုံးချင်တယ်တကယ် ဟိုလုံခွင့်ရမှာသူအရှိကိုတွားခြင်းလေဒီအရှိကိုတွားပြီးရဲဘော်ကြီးအတက်ကိုကျွန်တော်ရှေ့ဆေးရမှာကဲကဲခြင်းလေအကောင်းဆုံးတွားခြင်းလေပေါ့အင်းအဲ့လိုဖြစ်တော့ရှိအညီလေးခြောက်ကဘာဖြစ်တယ်ဆိုတာလေပြောပြပေးကျွန်တော်ခြောက်ကဒီရှစ်တန်းចောင်းသားကြီးရပါဗျာအဲ့လိုဟိုကျောင်းចောင်းသားရင်းနဲ့ဟိုလမ်းမှာကားအက်ဆီဒန့်ဖြစ်တာပေါ့အင်းကားအက်ဆီဒန့်ဖြစ်တော့ကျွန်တော်ဒီခြေချောင်းတုံးချောင်းဖြတ်တော့ပြီးကုတားခဲ့ရတယ်အင်းအဲ့လိုဖြစ်လာလဲဆိုတော့ခြေလောက်ကဒီ ဒီနောက်ပြီးဒီဒီချောင်းရဲ့အပေါ်ရဲ့အည်ပြားတွေကလည်းဒါပုံမှန်အည်ပြားမဟုတ်ဘောင်ကကထားရဲ့အည်ပြားတွေပေါ့နော်ဒီချောင်းနဲ့ကျွန်တော်ဒီအလိုအိုက်တုံးအရှင်းတန်းချောင်းလေးတွေကဖြစ်တာပေါ့ဖြစ်ခဲ့တာဒါဒီလိုရောက်မှဖြစ်တာမဟုတ်ဘူးနော်ရှင်းတန်းချောင်းသားတွေကဖြစ်ခဲ့တယ်ဟာအဲ့လိုဖြစ်ခဲ့တာတော့မှပဲဒီမှာဒါကျွန်တော်တို့တရိုင်းတက်ဖွဲ့တွေကိုရောက် ါဝင်ခဲ့တဲ့သူဖြစ်တယ်ပေါ့နော်ကျွန်တော်တောင်းရင်တစ်ခွက်ခဲလာဖို့ကြတော့ကျွန်တော်အင်ညာဟိုးရင်ရပါတော့စကိုင်းဘက်မှာအတိရရှိရဲအဲနောက်ဒီချင်းပြီဒီချင်းပြီစီတီကမှာတော့ကျွန်တော်လမ်းလေးအကူတယောက်ရှိရဲခဲအရန်ခင်တဲ့အကူကြီးပေါ့နော်တူတူဆန္ဒပြခဲ့တဲ့အကူကြီးသူတို့ကျွန်တော်ကလာချင်းနဲ့ဆိုပြီးပြောရဲဒါပေမဲ့မခေါ်ခဲ့ဘူးကျွန်တော်အဲ့ကူကဘာဖြစ်လို့လဲဆိုတော့ဒီခြေထောက်မတန်လို့ပေါ့အော်အော်အော်အဲတခြားအဖွဲ့လည်းကျွန်တော်ဆက်တွေ့တယ်ဒီလိုချူအဖွဲ့တွေပါကျွန်တော်လာဖို့ပေါ့နော်အဲ့လိုပြောကြည့်ရဲပေါ့သူကကျွန်တော်အဲ့လက်မခံကြဘူး အဲ့တော့နေ2023လောက်ပေါ့2023အဲ့တဖုံးဝင်နေတဲ့အချိန်ဆိုတော့တကြံတကြံတွေးတကြံလာတော့ပေါ့အဲ့အဲ့လာတဲ့မှာပဲအဲ့လိုမျိုးပြောရအဲ့တိတ်လက်မခံကြနောက်ဆုံးကြားမှာဒီအစားရဲ့ဤကဲမှာအဲ့လိုမျိုးလူခေါ်ရကြားလို့အပိတ်မှာတော့ပြောမှာကျွန်တော်ရောက်လာခဲ့တာပေါ့ဒီလုံးဝလက်ခံနေပေါ့နော်။ဒီကလက်ခံနေတယ်ကျွန်တော်ရဲ့ဒီဒီချောင်းမတန်တာကိုနားလေပေးရပေါ့နော်။ အဲ့ဒါကြောင့်ဒီလိုရောက်လာခဲ့တာ။တော့ကတဖွဲ့လေးဆက်သွယ်တာမဟုတ်ဘူးနော်။ရှေ့မှာဖွဲ့ပေါင်းအများကြီးလိုက်ဆက်သွယ်တာနော်။နှစ်ဖွဲ့လောက်နှစ်ဖွဲ့တုံးဖွဲ့တော့ကျွန်တော်မေးကြည့်သေးတယ်ပေါ့နော်။ဒီကကျွန်တော်ဝင်မဲလို့ဆုံးဖြတ်ထားတဲ့တော့ပေါ့။ဒီလိုကြတော့လေဒီခြေလောက်မတန်တော့အခက်ခဲမဲ့ထင်လို့ခေါ်ကြအောင်ပေါ့။အဲ့တော့အဲ့အဲ့အချိန်တော့ဒါဘုန်းကြီးဝင်းနဲ့နော်။ဘုန်းကြီးဝင်းနဲ့ဘုန်းကြီးဝင်းနဲ့လိုက်ဆက်သွယ်တာ။ Okay. အဲ့အကြောင်းလည်းပြစ်နေဦးမယ်။ဖုန်းကြီးဆိုမကောက်ဘူးဆိုပြီးပြစ်နေဦးမယ်။နော်။ဟုတ်ကဲ့ပါ။အဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးအဲအနေထားနဲ့ကိုပဲအာ ပြည်သူတွေလှုပ်လှုပ်မယ်ဆိုတဲ့စိတ်ကိုတော့တကယ်လေးစားတယ်ဘောနော်တကယ်မရောက်ရောက်လဲလာနေတချို့ဆိုရင်တော့အဲ့လိုတစ်ခါနှစ်ခါလောက်ဆက်သွယ်ပြီးသွားလို့အဆင်ပြေဘူးဆိုရင်ဆက်သွယ်ပြေချင်မှာဆက်သွယ်ပြေတော့မှာလीနော် ပြီးတော့ကြာညီလေးဆိုရင်ဒီအနေထားဆိုရင်ဟိုဘက်ကစစ်မှုတန်းပုံစံမျိုးနဲ့စုမယ်ဆိုရင်တော့လွတ်တယ်ကွာလွတ်တယ်ဟုတ်လွတ်တယ်ကွာသိရမှာအဲ့လိုဘာဘာဖြစ်လို့လဲဆိုဒီလိုမျိုးဒါထိခိုက်တန်ရာရထားတာဖြစ်တဲ့အတွက်သူတို့ဒါခုံမှာမဟုတ်ဘူးဘောနော်ဒါမဲ့လုံးဝစိတ်ဓာတ်မကြပဲနဲ့ဘောနော်ဒါဒီဒီလိုမျိုးတော်လိုင်းဘက်ကိုပါဝင်လာတာသိရတော့တကယ်လေးစားရတယ်ဘောနော် တော့ဘာပဲဖြစ်ဖြစ်ထပ်ပြီးစူးစမ်းတော့ပေါ့နော်ပြီးတော့အဲအခုဒါတာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာမှာရောအဲ့လိုမျိုးအဲတွေ့ကြုံရတဲ့ဖြစ်စဉ်တွေပေါ့နော်အမမရဖြစ်နေတဲ့ဟာမျိုးတွေအဲဒါမျိုးတွေရှိတယ်ရှိရဆိုတော့ပြောပြပြစီအာရှိတယ်ဗျာဘယ်လိုလဲကျွန်တော်ဒီစေဖွဲ့တဲ့ဝင်ပြီးတော့အဲကောင်းမွန်မှာတောင်းထမ်းဆန်းဆောင်နေတဲ့အချိန်မှာပေါ့နော်ဂျော်စီအဲကွန်မြင့်ဂျော်ဆိုတဲ့အကူတယောက်ဟိုဘယ်လိုလဲဆိုတော့ရှေ့ရနေထိလာတယ်ပေါ့သူထိတဲ့တိုင်ကလည်းခေါင်းအောင်ထိလာတာမျိုးပေါ့နော် အဲ့ချိန်မှာကျွန်တော်တခါမှလည်းစီဗီယာမလုပ်ဘူးပေါ့နော်။အော်။ तू ကအဲ့လိုချိန်မှာရောက်လာတဲ့ခါမျိုးပေါ့။ဟိုကျွန်တော်ကျွန်တော်အရင်ကတည်းကစီဗီယာလုံးရင်ကျွန်တော်သူ့ပုံစံအဲ့တော့ကျွန်တော်ကအဝင်ကားဆောက်တိတ်နားမလဲဘူးပေါ့။ဒါကိုစီဗီယာလုံးမယ်ဆိုလို့ရှိရင်ဒါသူ့ကိုကဲနိုင်မထင်းလေ။ဒါပေမဲ့ကျွန်တော်တခင်းလို့ဖြစ်မလာတော့အဲ့တော့တော်တော်ဝမ်းနေမိစေတယ်မော်နော်။ဟိုအဲ့အဲ့တင်းတင်းတင်းလောက်ကတော့တိတ်စိတ်သေးလုံးကအဲ့ဒါကြီးဆွဲနေရပေါ့။ညအိမ်တော့မျိုးလုံးနဲ့အလိုလိုလဲဆိုတော့ပြင်မြင်မိရပေါ့။ဟာငါသူ့ကိုမကဲတာရေပေါ့နော်။ငါသူ့ကိုမလုပ်ပေးနိုင်ရေပေါ့။ အဲ့လိုအတွေးရလုံနေရပါတော့ဟွန်းနောက်ငါလုံနိုင်ပါမလားလို့ကိုကိုကိုပြောမှဆိုလို့ရှိရင်တန်လျာပြောင်းဝင်တာပေါ့လုံလုံနိုင်ပါမလားဟွန်းဒါတော့ဒါဖိဖိချင်းမှုလို့ပေါ့နော်နောက်ပိုင်းကျတော့ဒီစိတ်တွေပြောင်းသွားပါဘယ်ပါပေါ့တန်လျာချင်းတွေနားမလဲရပါတာပါဟုတ်ပါပေါ့အမှန်တော့မဟုတ်ကြီးလေးကြောင့်ဖြစ်ချင်မှဖြစ်ပါအဲဒီကတော့ရရှိခဲ့တဲ့တန်လျာကြောင့်လေအများကြီးဆိုင်တယ်ပေါ့နော်အဲတကယ်တော့ညီတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းခဲ့တာပါအဲ့လိုစိတ်မျိုးတော့ဒါမဖြစ်စေချင်ဘူးပေါ့နော် ပြီးတော့ကိုကအဲလုံနိုင်ပါမလားဆိုတဲ့စိတ်မျိုးတော့မတွေးဘူးအလုပ် ရောင်းချောင်းဟောနော်အခုရင်းလို့တဲ့ဟာမျိုးဆိုရင်ပူတော်မအဲ့လိုစိတ်မျိုးထားရမှာပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဟောအသက်ကြီးရမှာလीနော်။ကဲရမှာဖြစ်ကဲမရအောင်ကဲမယ်ဆိုရက်စိတ်မျိုးနဲ့ကိုယ်ဆက်သွားကြတာပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်ဒါကတော့စိတ်မကောင်းကြဖြစ်စေပေါ့နော်အဲ့လိုမျိုးဖြစ်စေနေရလဲကိုတို့ဒီအခုဒါနွေဦးတော်လည်းအိမ်မှာနေရာဆုံးမှာအဲဒေတာဆုံးမှာအဲ့လိုဖြစ်စေနေရအများကြီးရှိရတယ်နော်ကိုတက်ဖွဲ့ကြီးထိခိုက်ဒဏ်ရာရတဲ့ဟာတွေရတယ်အများကြီးရှိတာပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်အဲရှေ့ဆက်စူးစမ်းမဲ့ဟာတွေကိုတော့ဒါညင်းအနေနဲ့ လောကခံခံဝါဆုံးဖြတ်ထားစေချင်တယ်ဗောနော်အဲ့လိုလည်းဖြစ်မယ်လို့ယုံကြည်တယ်ဘာလို့လဲဆိုတော့ဒီခုပုံစံနဲ့ကွာမင်းပထမတစ်ခါနှခါဆက်တယ်တော့မရတာတော့မှဇက်တိုက်ဇက်တိုက်ဆက်တယ်ရောင်းလာသေးရဗောနော်အဲ့ကြတေချာပေါ့စူးစမ်းပါမယ်နော်ပြီးတော့အဲဒီခုတော်လန်ကြီးခုနေဦးတော်လန်ကြီးညေးဘလို့မြင်လဲဘလို့မြင်ဘလို့ခံယူထားတယ်ဒီပေါ်မှာဘလောက်ယုံကြည်ဘယ်လိုယုံကြည်လဲဆိုကျွန်တော်ကတော့ဟိုမနိုင်မချင်းကျွန်တော်ဆက်ချမယ်လို့ယုံကြည်ထားတယ် ဘာဖြစ်လို့လဲဆိုဒီထက်ကျွန်တော် အတက်တင်ဟိုပေးခဲ့ရတဲ့လူအများကြီးပဲဗျာဘဝတွေပေးခဲ့ကြတဲ့လူအများကြီးပဲအဲ့တော့ကျွန်တော်အနေနဲ့ဒါလုံးဝရက်နဲ့လုံးလည်းမရလို့လုံးဝအရှုံးမီးလို့လည်းမရအောင်အဲ့တော့ကျွန်တော်ကဆက်ချမယ်မနိုင်မချင်းဆက်ချမယ်ပေါ့နော်တချို့ကြာတော့နှစ်နှစ်တွေလာရတော့ကြာကောင်းကြာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မနိုင်မချင်းချမယ်လို့စဉ်းစားထားတယ်อืมเนี่ยก็တော့နိုင်မယ်လို့လည်းယုံကြည်ယုံကြည်ရယ်ယုံကြည်ရယ်တော့အခုပြစ်နေစစ်တပ်ကတော့ခြေနေစိုးနေပြီเนาะမြောက်လိုင်းစစ်တပ်ကတော့ခြေနေစိုးအခုဘယ်နေရာမှာကြီးလဲကြီးလိုက် ဒီကောင်နေပြေးရတာနဲ့လမ်းမြူထောင်ရတာနဲ့ဟုတ်လားเนาะအတုံးယုံဒါတည်ဆုံးတဲ့ဟာတွေဆိုလည်းအများကြီးပဲလေเนาะတဖြည်းဖြည်းနဲ့ကိုတက်ဖွဲ့တွေကရေးတာလာဒါအရင်အထက်ပို့ပြီးတော့တွေ့ကြုံတွေများလာပြီအမျိုးဆိုလည်းပထမတစ်ခါတော့ကတော့ညစ်ဆွေမပြေခဲ့ဘူးနောက်ပိုင်းဟာတွေမှာညစ်အဆင်ပြေလာဒီလိုပုံစံဖြစ်သွားပြီပေါ့เนาะအဲ့ကျတေချာပေါက်နိုင်ပါဟုတ်တယ်เนาะအဲဒီအခုနောက်တစ်ခုကွာဒီပြည်သူတွေပေါ့ပြည်သူတွေအခုဆိုရင်ဒါညီတို့ကတော့အခုဒီဘက်တော်လိုင်းဘက်ကိုရောက်လာရောက်လာတော့ကျတော့ဘာဖြစ်ဖြစ်တော်လိုင်းတက်ဖွဲ့ဝင်ဖြစ်သွားတော့ပြည်သူကကျတော့ ဟိုဂျားထဲမှာရောက်နေပေါ့နော်ဟိုဘက်ကမရောက်နိုင်တော့ကောင်းနေရလက်နဲ့ကင်ပြီးတော့အပြည်သူနိုင်ကျင့်ကျင်သလိုကျင့်နေတာချို့ကြေးရွာတွေဘက်တွေချို့နယ်ဘက်တွေချို့အညာဘက်တွေမှာဆိုရင်ဟိုလုံးဝပေါ့နော်ဟိုနိုင်တဲ့စီးနင်းလောက်တယ်ကွာရွာတွေမိရှို့တယ်ကွာဒီလားအဲ့လိုမျိုးဟိုလုံးဝလက်စားတွေပါလေဆိုဒီတိုင်းချွတ်ယူသွားတဲ့ဟာတွေရှိတယ်ကွာပစ္စည်းတွေဆိုဖျက်ဆီးခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့နိုင်ကျင့်ခံနေရတဲ့ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ကြအဲ့ဂျားတွေကမှဒေါ်လာကြီးကိုတကယ်ကိုထောက်ခံနေတဲ့ထောက်ပံ့နေတဲ့ပြည်သူတွေလည်းအများကြီးရှိတယ် တို့မှလည်းခက်ခဲရှိတယ်ဒါပေမဲ့ဒီတော်လိုင်းနိုင်ဖို့အတွက်ဆိုရင်တို့ဘာပဲဖြစ်ဖြစ်ကြုံမစေဘောနော်ဆက်ပြီးတော့ထောက်ခံမယ်တောင်းခံမယ်ဆိုရယ်ပြည်သူတွေရှိအဲ့လိုပြည်သူတွေအတွက်ကိုညီဘာပြောချင်အဲ့လိုပြည်သူတွေဆိုရှင်တော့ဒီကအတင်းထားဖို့ပြောချင်တယ်ဘောနော်ဟိုအခက်ခဲရတော့ညီဟိုရှီကောင်းရှိနိုင်တယ်ဘောဒါဒါပေမဲ့တနေ့ကျွန်တော်တို့ရဲ့ညွှန်လင်းထားတဲ့နေရာရောက်ရောက်သွားမယ်ဘောအဲ့တော့အတင်းထားဖို့ပြောချင်တယ်ဟုတ်ဟုတ်ကျွန်တော်ဒါဗီဒီယိုညီကိုတွေဆိုရင်ရောဘာပြောချင်လဲဒီဖွဲတွေမှာမဟုတ်ခြားဖွဲတွေရောဘောဒီကဟို အားတင်းထားဖို့ပဲပြောချင်တယ်အားတင်းထားဖို့ပဲအတိအကကျွန်တော်တို့တော့ဟိုအရင်အားဆိုင်တော့အရင်အားလဲခက်ခဲရေပေါ့နော်အခုနောက်ပိုင်းကျရင်တော့လိုလဲဆိုအောင်မြင်ခံနေပို့ပြီးခက်ခဲနိုင်တယ်ဗျအဲ့တော့ကျွန်တော်ပို့ပြီးအားတင်းထားဖို့လိုလိမ့်မယ်ဟုတ်ဟုတ်ပို့ပြီးစိတ်ထဲခိုင်ပါခိုင်ပါနေဖို့လဲလိုလိုလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကြားတဲ့အတိုင်းပဲပေါ့နော်ဒီညီလေးကသူရှစ်တန်းနှစ်မှာနေကဒီလိုမျိုးကာမတော်စာမှုဖြစ်တယ်အဲအဲ့လိုမတော်စာမှုဖြစ်ပြီးတာတော့မှပဲသူ ဒီတော်လိုင်းတက်ဖွဲ့မှာပါဝင်ဖို့အတွက်အချိန်ချင်းစူးစမ်းတယ်ပေါ့နော်ပြီးတော့သူ့အနေနဲ့ဒီဘက်ကိုမပါဝင်လာဘူးဆိုရင်လေဟိုဘက်မှာနေလဲဘာမှဒုက္ခရောက်မဲ့အနေထားထဲမှာမပါဘူးဘာလို့လဲဆိုတော့ဒီဒီဒံယာရှိနေရဖြစ်တဲ့အတွက်စကောက်စီဒါလူသေးဆိုရင်တော့မပါနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့တိုင်းမနေဘဲနဲ့မရရရနီးနဲ့ဒီဘက်ကိုရောက်လာတယ်မောက်တက်နိုင်တာလုံမယ်ဆိုတဲ့စိတ်နဲ့ပါဝင်လာတယ်ပေါ့နော်အဲ့ကြောင့်တကယ်ကိုလေးစားရတယ်ပြီးရင်ခုနလိုပေါ့နော်အဝိနှစ်စုံပဲပါတယ် เนาะအဝင်းနှစ်သုံးပဲပါတယ်ဒါတော့မှဒါပုံရောင်းတောင်းလာတာเนาะအဲ့လိုပုံစံမျိုးနဲ့ကိုပေါ့เนาะရတယ်ရှိတာနဲ့ကိုသွားမယ်ရှိတာနဲ့ချမယ်กว่าဆိုတော့စိတ်တွေနဲ့နောက်ဆုံးအဆုံးထိတွေးထားတဲ့စိတ်တွေနဲ့ဒီတော်လိုင်းကိုပါဝင်ခဲ့တဲ့ဒီညီလေးလိုလူငယ်တွေအများကြီးရှိတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒါပြည်သူအနေနဲ့လည်းစိတ်ရကြစရာအကြောင်းမရှိဘူးဒီလိုလူငယ်တွေရှေ့ရမှာအများကြီးပဲဒါလုံးဝပြည်သူတွေအတွက်တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်ပေါ့เนาะကျွန်တော်တို့ဒီလူငယ်တွေအတွက် အတက်နိုင်ဆုံးကူညီတာမျိုးတွေထောက်ပံ့တာမျိုးတွေနဲ့ရှေ့ဆက်ကြမယ်စီစီလုံးလုံးနဲ့ကျွန်တော်ဒါပို့ပြီးတော့ဒါတိုက်ပွဲဝင်သွားနိုင်မယ်ဆိုရင်ကျွန်တော်လိုချင်တဲ့အောင်မြင်မှုကရဖို့ရမယ်လို့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ